ဒီပြပခံရဲ့ဘောလုံးကစားသမားဘဝအချင်းချုပ်ကိုပြပြပြီးတော့ပါမယ်ခင်ဗျာအသက်၁၇နှစ်မှာ BCS ဆက်တင်နှောင်းကြမ်းအောင်စတင်ခဲ့ပြီးတော့လူငယ်ဘောလုံးစားသောကစားသမားဘဝကိုတော့1989ခုနှစ်62ခုနှစ်စပါးအကယ်ဒမီနဲ့ Piston တို့ပါအခုတော့အသင်းဖြစ်တဲ့ရောက်ပြီးဖြစ်တဲ့အသင်းနဲ့ United Academy မှာကစားခဲ့ပါတယ် Professional ဘောလုံးကစားသမားဘဝကိုတော့အသက်၁၉နှစ် United မှာစတင်ခဲ့တာပါအကွာကုစနစ်ကနေ2003ခုနှစ်တိ United မှာကစားခဲ့ပြီး2003ခုနှစ်2009ခုနှစ်တိ United မှာကစားခဲ့ပါတယ် 2009ခုနှစ်ကနေ2010ထိအမေဂလစီကိုပြောင်းရွှေ့ခဲ့တဲ့ AC မီလန်ကိုအငားနဲ့ထွက်ကစားခဲ့ပြီးပါတယ်2013မှာတော့ PSG ကိုပြောင်းရွှေ့ခဲ့ပြီးကစားသမားဘဝကိုနိုင်ယူခဲ့ပါတယ်သူကစားသမားဘဝအနိုင်ယူခဲ့ချိန်မှာတော့အသက်38နှစ်ရှိပြီဖြစ်ပါတယ်ဒီဘက်ကနေနိုင်ငံကစားသမားဘဝကိုတော့1990ခုနှစ်ကနေ93အင်္ဂလန် U16 မှာစတင်ကစားခဲ့တယ်1994-96မှာတော့အင်္ဂလန် U17 မှာကစားတယ်အင်္ဂလန်နိုင်ငံအသင်းကြီးမှာတော့1996ခုနှစ်2009ခုနှစ်ထိကစားခဲ့ပါတယ် ယူနိုက်တက်မှာပွဲပေါင်း265ကိုကစားပြီး62ကိုပြီးသွင်းယူခဲ့ပါတယ်။ရီယယ်မက်ဒရစ်မှာတော့116ကိုကစား73ကိုသွင်းအဲဒီဂလက်ဆီမှာ98ကိုကစား88ကိုသွင်း AC မီလန်မှာ29ပဲကစား9ကိုသွင်းယူခဲ့ပြီး PSG မှာတော့7ပဲကစားခဲ့ပြီးသွင်းကိုမရရှိခဲ့ပါဘူး။ကလပ်ပွဲစဉ်စုစုပေါင်း918ပဲကစားခဲ့ပြီး69ကိုပြီးသွင်းယူခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံအသင်းကြီးမှာတော့125ပွဲကစားခဲ့ပြီး16ဂိုးတိတင်းယူခဲ့ပါတယ်။အဓိကဆုကလား16လုံးတိရရှိခဲ့ပြီးတူညီတဲ့နိုင်ငံလေးနိုင်ငံဖြစ်တဲ့အင်္ဂလန်၊စပိန်၊အမေရိကန်နဲ့ပြင်သစ်စတဲ့နိုင်ငံတွေမှာဆုကလားရရှိတဲ့ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်ခဲ့ပါတယ်။ပရီးမီးယားလေး6လုံး၊ FA နဲ့လုံး၊ Community Shield လုံး၊ Champions League လုံး၊ International Cup လုံး၊ La Liga လုံး၊ Spain Super Cup လုံး၊ French Champions Cup လုံး၊ MLS Cup Champions League စတာတွေရရှိခဲ့ပါတယ်။ ူရှင်းဆူလာအနေနဲ့က BFA ရောင်း Player of the Year ဆု Premier League ရဲ့အကောင်းဆုံးကစားသမားဆု United မှာကစားရတဲ့အချိန် UEFA ကပေးတဲ့အကောင်းဆုံးကစားသမားဆုတွေကိုရရှိခဲ့မှုပါတယ်။ David Beckham က2005ခုနှစ်ကတည်းက UNICEF တန်အမတ်ဖြစ်ခဲ့ပြီး2015ခုနှစ်မှာ Seven David Beckham UNICEF Fund ကိုစတင်တည်ထောင်ခဲ့ပါတယ်။ USA League ရဲ့ Inter Miami ဘောလုံးအသင်းရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ဒါတွေကတော့ David Beckham ရဲ့အကြောင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ။ ျွန်တော်တို့1999ခုနှစ်ဝန်းကျင်မှာရတဲ့ယောက်ျားလေးဘောလုံးပိတ်တက်တဲ့တော်တော်များများတစ်ခါတော့ TV ပကံဖြစ်စိတ်ကူးရင်ခဲ့ပူမှာပါ